ဒီနေ့အော်တိုဘလ25ရက်စနေနေ့ညချမ်းတွေ BBC မြန်မာပိုင်းစနေစတင်နေပါပြီပြည်သူ့စစ်တောင်ပါတီကတော့တတ်တတ်ခိုင်ယူကော့ပဲဝန်ငင်းကိုဥရေရပယ်ပြထားတဲ့အကြောင်းယူကော့ပဲကော်မရှင်ကပြောပါတယ်တခါကရင်ကသူတို့ထင်းချုံနေတွင်မြေရှားသူဖောက်ကင်လုကတ်တွေထတ်ချပေးဦးမှာပါတဲ့ဒီလုကွက်တစ်တီအလုံးကတော့ကိုနေတစ်ကူနောက်ပိုင်းမှာပဲပြင်မှာပါနှောင်းနဲ့ဆက်ချောင်း တို့သတင်းတွေအပြင်နောက်ထပ်မြန်မာနဲ့နိုင်ငံတကာသတင်းတွေကိုလည်းနားဆင် ကြရမှာပါ ကျွန်တော်ကရင်မောင်ပါခင်ဗျဒီနေ့ကိုစပြီးတော့ဆင်ခံပြီးတော့ပါတော့မယ် ယူကရိန်းကစစ်ပွဲကိုဆုံးသတ်နိုင်မို့တမနာထရန်ကသူ့အနေနဲ့ကြိုးစားနေတဲ့ပေါ်ရုရှားနဲ့ပတ်သက်ပြီးတော့ဒီုတ်အနေနဲ့သူ့ကိုကူညီပါလို့ပြောလိုက်ပါတယ်။ကျေးဇူးပရင်းနီကြာတန်ဂူရီယမှာဒီုတ်တမနာရှင်းချင်းဖြစ်တဲ့ဒီရေးကိုဆွေးနွေးမယ်လို့လဲမစ္စတာထရန်ကပြောပါတယ်။ဒီုတ်တမနာဟာလည်းဒီစစ်ပွဲကိုဆုံးသတ်ချင်နေတာလို့သူကဆိုပါတယ်။တမနာထရန်အာရှခီးစင်ထွက်ခွာဖို့မလေးရှားကိုအတွားမှာအခုလို့ပြောလိုက်တာပါ။ ါပေမဲ့အဲ့ဒီစီဝေးရဲ့အဓိကကောင်းစဉ်ကနှစ်နိုင်ငံကြားဖြစ်နေတဲ့ကုန်သွယ်ရေးစစ်ပွဲဖြစ်တယ်လို့အင်ဂျီတော်ကတာဝန်ရှိတဲ့သူတွေကပြောပါတယ်။ဆူဒန်နိုင်ငံဒါဖူမြောက်ပိုင်းကအယ်ဖာရှာမြို့မှာနေစဉ်အနည်းဆုံးကလေး၃ယောက်စာရေးစာငတ်မှုလို့ဖြစ်စေရောဂါကြောင့်ဖြစ်စေသေဆုံးနေရပါတယ်။မြို့ကိုအဂျန်တက် RFF ကပူတင်ကြစွာထိ ंच ုပ်ထားပြီးတော့အစားအစာရေးစေဝါတို့ဖျက်တောက်ထားတာကြောင့် လူသားချင်းစာနာမှုရေးဆိုင်ရာအခြေအနေတွေကပိုဆိုးနေတယ်လို့ဆူဒန်ရှောင်းမားကွန်ရက်ကပြောပါတယ်။အထက်မှာပိတ်မိနေတဲ့အသိနဲ့ချီတဲ့ကလေးတွေနဲ့ရသားတွေအတွက်အစာအိမ်စာပို့နိုင်ဖို့အကူအညီလမ်းကြောင်းကို ပြန်ဖွင့်ပေးပါလို့အဲ့ဒီဖွဲ့ကတောင်းဆိုထားပါတယ်။ဆူဒန်မှာဆိုးရဆွတ်တက်နဲ့ရန်တက် RSF တို့အကြားဒါဖို့ဒေသမှာတိုက်ပွဲတွေကပြင်းထန်နေပါတယ်။ တန်တက်ဒီနယ်လီနေမြေမိုင်းလူနေမြေကုပေါင်းရွာကိုမနေ့ကညနေပိုင်းမှာစစ်တပ်ကဒီကျောင်းကနေဘုံကျက်တာကြောင်းတက်တော်80ရဲရှိပြီဖြစ်တဲ့ကျောင်းထိုင်ဆရာတော်တပါးပြန်လုံလုံမှုသွားတယ်လို့ဒီနယ်လီကဒီနေ့မှာထုတ်ပြန်ပါတယ်။ဒါအပြင်ဘုံနဲ့ကျောင်းနောက်ထပ်ကိုရင်၅ပါးအသက်၄နှစ်ရွယ်ကလေးတယောက်နဲ့အသက်66နှစ်ရွယ်မျိုးသားတယောက်တို့ပါထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်းသူတို့ကဆိုပါတယ်။ ော်တိုဝါလာအတွင်းသူတို့ရဲ့ထိန်းချုပ်နေမြေဒီမှာစစ်ကွန်ရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအကြိမ်36ကြိမ်ရှိခဲ့ပြီးတော့ကလေးစရောက်ပါဝင်ရတား၄၈ရောက်သဆုံးရှုံးခဲ့ရပြီးတော့နောက်ထပ်လူ65ရောက်ထိခဲ့ဒဏ်ရာရခဲ့တဲ့အကြောင်းတရားနယ်တွေကထုတ်ပြန်ပါတယ်ရုရှားရဲ့ဘူဂရော့ဒေတာတွင်ကဆယ်တခုကိုယူကရိန်းရဲ့ပြစ်ခတ်မှုအကြီးစားတစ်ခုထိမှန်ခဲ့ပြီးတဲ့နောက်အဲ့ဒီဆယ်အနီးနားကရွာတွေကဒေတာကန်တွေအိမ်တွေကနေထွက်ခွာနေရပြောင်းကြဖို့ ရုရှားဒေသခံအနာဘိုင်နီကညွှန်ကြားနေပါတယ်။အဲဒီဆက်ကိုယူကရိန်းတို့ကထပ်ပြီးတော့ပြစ်ခတ်မယ်ဆိုရင်ဆဲကျွေးပြီးတော့ရည်ကြီးမဲ့အန္တရာယ်များလိမ့်မယ်လို့အဲ့ဒီဘူဂရော့ဒေသဆိုင်ရာအကြီးအကဲကပြောပါတယ်။အဲ့ဒီညွှန်ကြားချက်အရအဲ့ဒီနေသက်ဒေသကလူပေါင်းတထောင်လောက်နေနေကနေဆွန့်ခွာရမှာပါ။ရုရှားဘက်ကလည်းယူကရိန်းဘက်ကိုညက drone နဲ့ missile တွေတက်ခတ်တာတွေလုတ်ခဲ့ပြီးတော့ယူကရိန်းရတ္တလေးယောက်တည်ကြည်ခဲ့ရကြောင်းသတင်းတွေထွက်ခဲ့ပါတယ်။ ကရီဘီယံဘက်ကိုအမေရိကန်ကကြီးမားတဲ့ရေတပ်ပို့ဆောင်မှုအမိန့်ချပြီးတဲ့နောက်အမေရိကန်ဟာစစ်ပွဲတွေလွတ်ဖို့ခင်းကျင်နေတယ်လို့ပြည်တော်လတ်သမနာနီကိုလတ်စ်မာဒူရိုကဆွဆွလိုက်ပါတယ်။အဲ့ဒီမှာအမေရိကန်ကသူတို့ရဲ့အကြီးဆုံးလေရင်တင်သမောကြီးကို ပို့ဆောင်ချထားလိုက်တာဖြစ်ပြီးတော့ဒေသတွင်းကမွေးရစီဝါကုံတွယ်မှုတွေကိုပူပေါင်းတိုက်ခိုက်ဖို့လုပ်နေတာလို့ပင်ကွန်ကပြောပါတယ်။အမေရိကန်ရဲ့မွေးရစီဝါတပ်ဖြည့်အောင်မှာ အခုချိန်ဒီအဲ့ဒီဘက်မှာလူပေါင်း40ကျော်တပ်ဖြတ်ခံပြီးဖြစ်ပါတယ်ဒါလို့အမေရိကန်စစ်တပ်နေရာခြားထားတာနဲ့ပတ်သက်ပြီးတော့ဗင်နီဇွဲလားမှာတော့ဒါဟာတကယ်ရွေးချက်ကတော့သမရမာဒူရိုကိုဖြိုချဖို့လို့ဆိုပြီးတော့စိုးရိမ်မှုတွေရှိနေပါတယ်။အမေရိကန်ဟာသူ့ကိုသမရအဖြစ်အသိမှတ်ပြုမထားတဲ့အပြင်မူရည်စေဝါမှုတွေနဲ့ဆွတ်ဆက်ထားပြီးတော့သူ့ကိုဖမ်းပိတ်ရင်စုကြည့်ဒေါ်လာတန်း90ပြိမယ်လို့ထုတ်ပြန်ထားပါတယ်။ ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့ကြားတိုက်ခိုက်မှုတွေလေကြောင်းပစ်ခတ်တာတွေရပ်များစွာဖြစ်လာခဲ့တာကိုအဆုံးသတ်နိုင်ရေးအတွက်နိုင်ငံခြားဆွေးနွေးကြတာကိုဒုတိယအကြော်ဖြစ်တူကီနိုင်ငံအစ္စတန်ဘူမြို့မှာကျင်းပခဲ့ကြပါတယ်။အဲဒီဆွေးနွေးပွဲကိုတူကီနဲ့ကတာတို့ကဂျာကန်နိုင်ငံတွေအဖြစ်ဆွေးစင်ပေးခဲ့ကြတာဖြစ်ပြီးတော့လွန်ခဲ့တဲ့6ရက်ကပထမအကြော်ဖြစ်ကတာနိုင်ငံဒူဟာမြို့မှာသူတို့နှစ်နိုင်ငံဆွေးနွေးခဲ့ကြပါတယ်။ပါကစ္စတန်ကဆွေးနွေးကြလက်နက်ကင်ဖွဲ့တွေဟာ အပကံဘက်မှာချစ်ကိုယူပြီးတော့လူညရနေရာတွေရနေကြတယ်လို့ပါကစ္စတန်နိုင်ငံကဆိုပြီးတော့အဲ့အတွက်စောင့်ကြည့်စနစ်တခုဖွဲ့စည်းတည်ဆောက်ဖို့လိုလားနေပါတယ်အပကံကတော့သူတို့ဘက်မှာစစ်သေးကြတွေရှိနေတယ်ဆိုတာကိုညှင်းပယ်ထားပြီးတော့အပကံမှာသူတို့တာလီဘန်တွေအာဏာရလာပြီးတဲ့နောက်ပိုင်းပါကစ္စတန်မှာဆွေးရောက်တွေရဲ့တက်ခတ်မှုတွေကမြင့်တက်လာတာလို့ပြောပါတယ်ဆိုက်ဘာရာဇမှုတွေကိုကင်တွယ်ဖြစ်ရှင်းရေးအတွက်ပထမဦးဆုံးသောကုလသမဂ္ဂသဘောတူညီချက်ကိုနိုင်ငံပေါင်း60ကျော်က လက်မှတ်ရေးထိုးလိုက်ကြပါတယ် BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကဘဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနာဆင်နိုင်ကြပါတယ် Facebook, YouTube, Instagram နဲ့ Viber မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနိုင်ပါတယ်။ BBC TV စီစဉ်ကိုမြစီမ TV မှာရှုစားနိုင်ကြပါတယ်ခုပဲနေရာပဲရောက်နေနေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်တော်ရရှောင်းများယူကဘဲကမ္ရှင်ငါထုတ်ပြန်တဲ့ယူကဘဲရှင်ပြန်ကွင်းရမလောင်းရှင်မှာပြည်သူ့စစ်တမ်းပါတီဥက္ကဋ္ဌဒေါက်တာတက်ခန့်ရဲ့အမိကိုမတွေ့ကြရတဲ့နောက်သူယူကဘဲဝင်ရောက်ရှင်ပြန်ကွင်းမရဘူးဆိုတဲ့သတင်းတွေပြန့်နှံ့ခဲ့ပါတယ် သူတို့ပါတီဘက်ကတော့ဥပဒေကြောင့်အရာစူးစမ်းနေစေပဲလို့ပြောပါတယ်ပြီးခဲ့တဲ့တနေ့လောက်ကတော့ယူကော့ဘက်ကရှင်ကပထတခိုင်ဟာယူကော့ဘက်ဥပဒေနဲ့မညီလို့ရှင်မိုင်ွင့်မရတာလို့ BBC ကိုပြောပါတယ်အကြောင်းစုံကိုမတ်ရှိပူနီက ပြောပြမှာပါ ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲကအော်တိုဘာ19ရက်နေ့ကကြေညာခဲ့တဲ့အမတ်လောင်စည်းရင်းမှာပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်နာမည်ပါဝင်ခဲ့ပေမဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့အမျိုးသားလွှတ်တော်မဲဆန္ဒနဲ့လိုက်လွှတ်တော်ကိုယ်စားလှယ်အမည်စည်းရင်းအပြီးသက်ထုတ်ပြန်ချက်မှာတော့ဒေါ်သက်သက်ခိုင်နာမည်မပါဝင်လာတာဖြစ်ပါတယ်ဒေါ်သက်သက်ခိုင်ဟာရန်ကုန်တိုင်းကနိုင်သူအကုံယူအမှတ်နှစ်အမျိုးသားလွှတ်တော်မဲဆန္ဒနဲ့မှာဝင်ပြိုင်မယ်လို့ကနအူကပြောထားပေမဲ့အဲ့ဒီမဲဆန္ဒနဲ့စည်းရင်းမှာပြည်သူ့ရှေ့ဆောင်ပါတီရဲ့ကိုယ်စားလှယ်တအူးမှမတွေ့ရပဲပြိုင်ဘက်ပါတီတွေရဲ့နာမည်စည်းရင်းတွေကိုပဲတွေ့ရပါတယ်ရန်ကုန်တိုင်းရဲ့တခြား လွတ်တော်မဲဆန္ဒနယ်တွေမှာလည်းဒေါ်သက်သက်ခိုင်နာမည်ကိုမတွေ့ရပဲပြည်သူ့ရှေ့ဆောင်ပါတီကတခြားကိုယ်စားလှယ်လောင်းနာမည်တွေတော့ပါဝင်တာတွေ့ရပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ကိုအောက်တိုဘာ16ရက်နေ့ကလေးကဒီနေ့အထိဖုန်းနဲ့အချိန်ချင်း BBC ကဆက်သွယ်ခဲ့ပေမဲ့လက်ခံဖြေကြားခဲ့ခြင်းမရှိပါဘူး။ဒီကနေ့အောက်တိုဘာ25ရက်နေ့မှာတော့ပြည်သူ့ရှေ့ဆောင်ပါတီဒုတိယဥက္ကဋ္ဌဦးစောဟန်အေးကတော့အော်ဒီ16ရက်နေ့ကတော့ဒါဥက္ကဋ္ဌအနေနဲ့ပြန်ခွင့်ရတဲ့ဒီပုံမှန်လက်ကထားပြီးပြီးလေဥပဒေရအိစာလေးတွေပေါ်လာတော့အဲ့ဒါလေးတွေချုပ်ဖြေရှင်းပေးရမယ့်ဟာလေးတွေပြန်မ မိတော့ဖြည့်ရှင်းပေးနေတာပါသူတို့ပြပါခြင်းမပါခြင်းကတော့ ယူစီမှာချင်းပိုင်ခွင့်လည်းရှိတယ်လေအဆင်ပြေသွားမှာပေါ့ရွေးကောက်ပွဲကော်မရှင်ကလွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်အမည်စရင်တင်သွင်းထားသူဟာတတ်မှတ်ချက်တွေနဲ့မညီညွတ်ပါကလွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ရွေးကောက်တင်မြောက်ခံပိုင်ခွင့်မရှိသူအဖြစ်သက်ဆိုင်ရာလွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှန်26အရတတ်မှတ်ကြေညာနိုင်တယ်လို့ဖော်ပြပါရှိပါတယ်လွတ်တော်ကိုယ်စားလှယ်လောင်းကပုံမှန်26အရချမှတ်ထားတာကိုမကျေနပ်ပါကကော်မရှင်ထံကိုအယူခံဝင်ခွင့်ရှိပြီးမြို့သားလွတ်တော်အတွက်ရွေးကောက်ပွဲဥပဒေပုံမှန်28အရကော်မရှင်ရဲ့အဆုံးဖြတ်ကသာအပြည့်အပြည့်ဖြစ်စေရမယ်လို့ဖော်ပြထားပါတယ်ရွေးကောက်ပွဲစောင့်ကြည့်လေလာသူ တူသုံးသက်တာကနိုင်ငံရေးရည်ရွယ်ချက်နဲ့တေဥစုကဘယ်သူမှမယုံတဲ့ခါကျတော့သူအတွက်ကသူတွေပေါ့မှပဲသူတို့ဒီနေ့ပဲချိန်မစိုးပြန်ပြီးတော့မှအားဒီကိုယ်စလေတော်ဖြစ်ခွင့်ငါနေပြီးတော့သူသိမ်းလို့ရတဲ့စာမျိုးကိုပြဖို့ကြိုးစားတာလို့တော့မြင်တယ်ပေါ့နော်တရားရော့ဆိုင်တော့ကျန်တဲ့သူတွေကတော့အခွင့်အရေးတော့ပိုများသွားတာပေါ့ဒါပေမဲ့ဘာတော့ပြည်ထားမလဲဆိုလို့ရှိရင်ဒါအတီတရားကိုလုပ်တယ်ဆိုတာ NDS ပါတီကလည်းလုပ်ခဲ့တာအကျုံးရပြီပေါ့နော်ဘယ်သူ့ကိုမစိုးလုပ်နိုင်လဲဆိုတာမျိုးပေါ့နော်ဖြစ်နေရှိတဲ့ scenario ကတော့အယူခံပြန်ဝင်တာအယူခံဝင်ပြီးတော့မှ ူဆက်ပြီးကိုယ်စီလောင်းနေနဲ့ဆက်ရည်တည်နိုင်တာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော် NLD အမဟောင်းဖြစ်တဲ့ဒေါ်သက်သက်ခိုင်ဟာတီးခြားပါတီထောင်ပြီးရွေးကောက်ပွဲဝင်ခဲ့ပေမဲ့2020ရွေးကောက်ပွဲမှာရှုံးနေခဲ့ပါတယ်2021ခုနှစ်အာနာသိမ့်ပြီးနောက်မှာတော့စစ်ကောင်စီကခန့်အပ်တဲ့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနဲ့ပြည်လဲနေရာချထားရေးဝန်ကြီး၊ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးတာဝန်တွေကိုထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်အချင်းလွတ်လပ်တဲ့ကရင်ကသူတို့ထင်းချုပ်ထားတဲ့ချီပွေပုံဝေဒသမှာလာမယ့်နှစ်ကြရင်မြေရှား ူဖော်ရည်လုပ်ကတိတွေချပေးမယ်လို့ပြောပါတယ်ပြေစုံကိုကိုဖြူကပြပြမှာပါကမ္ဘာမြေရှားလိုအပ်ချက်မြင့်တက်လာတာနဲ့အမျှမြေရှားတင်ပို့မှု90ရာခိုင်နှုန်းထိထိန်းချုပ်ထားတဲ့တရုတ်ဘောနိုင်ငံတကာဈေးကွက်ကမှီခုန်နေရပါတယ်မကြသေးခင်ကပဲအိန္ဒိယမှာရှိတဲ့မြေရှားတန်ဆင်ဆက်ယုံကိုတရုတ်ကတင်ပို့တဲ့မြေရှားတွေတန်ဆင်အသုံးပြုဖို့ရာနိုင်ငံညာတွဲဆုံဆွေးနွေးမှုတွေရှိနေတယ်ဆိုပြီးသတင်းတွေကပေါ်ပြလာပါတယ်ဒီချိန်မှာပဲချီဖွေးပောင်းဝါမှာနောက်ထပ်မြေရှားလုပ်ကွက်တွေချပေးမဲ့သတင်းတွေထွက်လာပြန်ပါတယ် KAI လက်ထက်မှာလည်းမြေရှားတပ်ထုတူးဖော်ရေးကိုရပ်နားထားတာမရှိတဲ့အပြင်ကုမ္ပဏီလုပ်ငန်းရှင်တွေကိုအခွန်အောက်တွေနဲ့ဆက်တူးဖော်ခွင့်ပြုထားတယ်လို့ကချင်လွတ်လပ်ရေးဖွဲ့ KAI ရဲ့ပြန်ကြားရေးတာဝန်ခံဘူမွီးနော်ဘူးကဆိုပါတယ်အဲ့ဒီချီဖွေပံဝါဘက်ကမြေရှားတပ်ထုလောက်ွက်တပ်ယူနဲ့ပတ်သက်လို့ဘူမွီးနော်ဘူးပြောတာကအခုလောလောဆယ်ကတော့ဘာမှမပြောင်းအလဲတွေမရှိသေးပါဘူး။ဒီလွက်ကွက်တစ်တဲအလုံးကတော့အခုတစ်တကူနောက်ပိုင်းမှာပဲဖြစ်မှာပါ။2026 ပဲမှာပဲအဲ့ဒီလုတ်ကွက်တစ်တေမူတစ်တေအဲ့ပဲမှာပဲထွက်မယ်လို့ကြားရပါတယ်တစ္ဆေယလူကြီးတွေကောမဒီတွေလိုအပ်တဲ့အစီအမံတွေရေးဆွဲနေတယ်ဆိုတာတော့ပဲကျွန်တော်ဖေချပေးလိုပါတယ်ကမ္ဘာလူပညာမြင့်ကွန်ပျူတာတွေထုတ်လို့ရမှာအင်မတန်အရေးပါတဲ့မြေရှားလူအပ်ချက်ကမြင့်တက်လာတာကြောင့်မြေရှားထုတ်လုပ်မှုတွေဆက်တိုးလာဖို့ပဲရှိမယ်လို့လေ့လာသူတွေကပြောပါတယ် ဒါကြောင့်မြေရှားတူးဖော်မှုနဲ့ပတ်သက်ရင်ကချင်ပြည်နယ်ဘက်မှာလည်းတူးဖော်မှုတွေမြင့်တက်လာဖို့ရသေးသလောက်ဖြစ်နေတဲ့အခြေအနေကြောင်းမြေရှားရေးလေ့လာသူဦးဆိုင်ဒီပြောတာကဒီ green energy transition ကိုအခုပြောင်းလို့တဲ့ခါမှာလိုအပ်တဲ့ကုန်ကြမ်းတွေကဒီမြေရှားတူးလူမျိုးကိစ္စတွေကပိုပြီး demand ကတနည်းထက်တနည်းပိုများလာဖို့ရှိတယ် အဲ့ခါကျတော့ဒီအမေရှားကတော့ရောကြတော့ဖို့တော့မရှိဘူးနိုင်ငံတကာပညာရှင်တွေကလည်းဒါကိုတုံးသက်ထားတာကပိုပြီးမှဒါမြင့်တက်လာဖို့ရှိတယ်ဆိုတဲ့ဟာလေမေရှားတန်ကြီးများစွာထွက်ရှိတဲ့ကချင်ပြည်နယ်ကချီဖွေးပေါင်ဝါဘက်မှာဆိုရင်ပြည်သူလူထုအနေနဲ့အကျိုးခံစားခွင့်မရတဲ့အပြင်တဘောဝပတ်ဝန်းကျင်ဆိုင်ရာလူမှုရေးဆိုင်ရာတပ်တရရက်တွေကိုဒေသခံတွေရင်ဆိုင်ရတာတွေလည်းရှိခဲ့ပါတယ်မြန်မာနိုင်ငံမေရှားထုတ်လုပ်မှုဟာကမ္ဘာအဆင့်မှာကိုတက်တဲ့နေရာမှာရှိနေပါတယ်တရုတ်ကတော့ကမ္ဘာမြေရှားဈေးကွက်ရဲ့90%ကိုထိန်းချုပ်ထားတဲ့အပြင် မြေရှားဝယ်ယူမှုအများဆုံးနိုင်ငံဖြစ်တယ်လို့နိုင်ငံတကာပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်နိုင်ရေးစောင့်ကြည့်တဲ့ Global Witness အဖွဲ့ကရေးသားထားပါတယ်ခင်ဗျာစစ်တီမြေပေါ်ကစီးရီးနံပါတ်မိသားစုတွေကိုကပ္ပစနေရခစီစီ NWFP ကထပ်ပမှုစစ်စစ်နေထပ်မှန်ရဆက်လိုက်ပြီးဖြစ်ပါတဲ့အကြောင်းစုံကိုမန်းနေမှုကပြပြမှာပါ WFP ရဲ့ထောက်ပံ့မှုဟာစစ်တွေမျိုးပေါ်ကအမှန်တကယ်အလောက်ကင်မရှိသူတွေစင်ရွန်ပါပြီးစားရည်နေရည်အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရသူတွေကိုအထွေထွေအုပ်ချုပ်ရေးဌာနရဲ့ခွင့်ပြုချက်နဲ့ထောက်ပံ့ပေးနေတာပါ။ ဒါပေမဲ့ထောက်ပံ့ရေးတွေပေးတဲ့အခါအုပ်ချုပ်ရေးအဖွဲ့နဲ့နှီးဆက်သူတွေ၊ကြန့်ခိုင်ရေးပါတီဝင် မိသားစုဝင်တွေနဲ့ကော်မရှင်အဖွဲ့ဝင်တွေကသာရရှိနေကြပြီးအမှန်တကယ်စင်းရဲနွမ်းပါတဲ့မိသားစုတွေ၊မုတ်ဆိုးမတွေနဲ့အထောက်ပံ့မှာပါဝင်ထိုက်သူတွေကခြံလက်ခံထားရတယ်လို့ဆိုကြပါတယ်။ဒါကြောင့်အုပ်ချုပ်ရေးအဖွဲ့ရင်းမြို့ကန်တွေကြားပြဿနာဖြစ်ပွားလာနေတဲ့အတွက်အခုလိုရက်ဆိုင်လိုက်တာဖြစ်တယ်လို့သိရှိသူတွေကပြောပါတယ် စစ်တွေမျိုးပေါ်မှာနေထိုင်သူတွေဟာအလုတ်ကင်မရှိကြတာကြောင့်အငတ်ဘေးနဲ့ရင်ဆိုင်နေကြရတဲ့အတွက် မကြာသေးခင်ကပဲလူတအူးကိုငွေကျပ်2000ခွဲနဲ့စံ5ပြည်စီထောက်ပံ့ပေးတဲ့အစီအစဉ်ကိုစတင်ခဲ့တဲ့အကြောင်းစစ်တွေမျိုးကန်တအူးပြောတာကတကယ်မရှိလို့ပြောတာပေါ့နော်အဲ့ဒီအိမ်မှာပေါ့အစိုးရဝန်ထမ်းရှိမပေးဘူးပေါ့ဒီနေ့လည်းတန်စီရနေလိုက်တယ်နောက်ရက်တွေတော့မတွေ့တော့ဘူးတန်စီလာလူတွေကတော့ပြောကြတယ်မကြည့်နဲ့ကြဘူးဝင်ရတဲ့လူကြတော့လူကြီးကြတယ်ဆိုတော့ မရတဲ့လူတွေကဒေါသထွက်တယ်ပေါ့ပတ်စုပတ်စီနဲ့တောက်လျှောက်တွေပြောနေကြရက်ွက်တိုင်းမှာအဲအဲကြောင့်ပြီးရပလိုက်တယ်ထင်ပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့ရန်ကုန်မြို့အခြေစိုက် WFP ရုံတာဝန်ရှိသူထံ BBC ကဆက်သွယ်မေးမြန်းထားစေဖြစ်ပါတယ်။အခုလိုရခိုင်ပြည်နယ်အတွင်းကလူသားချင်းစာနာမှုအထောက်ပံ့လိုအပ်နေသူတိမ့်ချီကိုထောက်ပံ့ပေးနေတဲ့အထောက်ပံ့တွေကိုရန်ပုံငွေအခက်ခဲတွေကြောင့်ဆိုပြီးပြီးခဲ့တဲ့ဧပြီလကစလို့ WFP ကရက်စဲခဲ့ပါတယ်။ ဒါပေမဲ့စစ်တွေမြို့နယ်တွေကမွတ်စလင်ဒုက္ခသည်တွေအတွက်ကတော့အထောက်ပံ့တွေကိုပြီးခဲ့တဲ့ဇူလိုင်လကစလို့ပြန်လည်ရရှိနေကြောင်းသိရပါတယ်။ဒီကြောင်းတဲကြောင်းဒုက္ခသည်စခန်းကမွတ်စလင်တို့ပြောတာကဟိုကျွန်တော်ကိုပေးလာတာကဒီ9လပိုင်း10လပိုင်း WBS စာနေခါကိုသူတို့3500နဲ့သူတို့ပေးလာရင်ပေးလာရင်နဲ့ဒီကုလာဟိုကုလာပိုင်းစီလာပိုင်းကျတော့4500ကျွန်တော်ရခဲ့တယ်ခင်ဗျ1024ကုလာပိုင်းကိုရက်တယ် နောက်ပြီးတော့2025 3လပိုင်း4လပိုင်းဟိုရက်တည်းအခုရက်တာမရှိဘူးရှင်းဆက်လာပြီးတော့ပြင်ပြီးဆိုပြီးတော့ပြောတာတော့ကြားရတယ်ခင်ဗျစစ်တွေဒေတာခန့်တွေဟာမြို့ပေါ်ကနေဘဲမှသွားလို့မရကြဘဲပိတ်ဆို့ခံနေကြရတာလာမယ့်နိုဝင်ဘာ23ရက်နေ့ဆိုရင်နှစ်နှစ်ပြည့်တော်မှာဖြစ်ပါတယ်တော်ရရှိမြန်ဒီနေ့ညပိုင်းအတွက်ထုတ်လင်းပေးတဲ့ BBC မြန်မာပိုင်းရဲ့ရေဒီယိုစီစဉ်ဒီမှာပြီးဆုံးပါပြီခင်ဗျာ ကျွန်တော်တို့ BBC မြန်မာကခုရီဒီယိုစီစဉ်ပြင်အနေနဲ့ website Facebook YouTube စတဲ့နေရာတွေကလည်းသတင်းတွေကိုပြပနေတာပါတော်ရရှင်တို့ BBC ကိုလည်းရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ BBC ကို National အတွက်အထူးကျေးဇူးတင်ပါတယ် BBC si Go wwwbbcworldservicecom www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။